ဒီကနေ့အော်တိုဘာလ9ရက်နေ့ကကမ္ဘာဆရာများနေပါတယ်။ UNESCO မှသတ်မှတ်ထားပြီးကမ္ဘာသွန်ရှိဆရာများရဲ့ခန်းကဏ္ဍကိုဂုဏ်ပြုတဲ့နေ့ထူးနေ့များဖြစ်ပါတယ်။1962ခုနှစ်အော်တိုဘာလ9ရက်နေ့မှာ The Beatles အဖွဲ့ရဲ့ပထမဆုံးအစီအစဉ်ဖြစ်တဲ့ Let Me Do ကို United Kingdom မှာဖျံချခဲ့ပါတယ်။1999ခုနှစ်အော်တိုဘာလ9ရက်နေ့ကနိုဗယ်ငင်းချင်းရီစုကိုဒေါက်တာဝက်တောက်ဘော်ရပ်စ်အဖွဲ့အားချီးမြှင့်ကြောင်းကြေညာခဲ့ပါတယ် အော်တိုဘာက9ရက်နေ့ရဲ့မွေးနေ့ရှိနေတာတော့ကေဝက်စလဲရဲ့မွေးနေ့ဖြစ်ပါတယ်။အော်စကာဆုရှင်အင်္ဂလိပ်တရုတ်ဆောင်တိုက်တန်နဲ့စကားရုပ်ရှင်တဲ့ကမင်းသမီးဖြစ်ပါတယ်။အမေရိကန်တရုတ်ဆောင်ဂျက်စီအိုင်ဆန်ဘတ်ရဲ့မွေးနေ့ဖြစ်ပါတယ်။အမေရိကန်တရုတ်ဆောင်မင်းသမီးကာရန်အယ်လန်ရဲ့မွေးနေ့ဖြစ်ပါတယ်။ ဩစတြေးလျဘီချရှာတရုတ်ဆောင်ဂိုင်းဘီယာစီအမွေနေဖြစ်ပါတယ်။အနောက်ပြန်ကသတင်းချွတ်လပြင်းနေအပိဓမ္မာအခါတော်နေဖြစ်ပါတယ်။သတင်းချွတ်အခါသားများမှာအားလုံးပဲစိတ်ချမ်းသာကိုကြမ်းမှကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။